အားလုံးပဲမင်္ဂလာပါကျမတို့ level channel chat အကြောင်းကိုဆွေးနွေးခဲ့ကြပြီးပြီအဲ့တော့အဲ့ဒီမှာကျမတို့က chat ကိုဘာဖြစ်လို့ပြလို့ရတယ်လဲဆိုတဲ့အကြောင်းရင်းတွေပြပြခဲ့တယ်အဲ့ chat ပြလို့ချင်းရပြီဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲဘယ်လိုလုပ်ရတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျမတို့အရှိပိုင်းဒီပြောခဲ့တဲ့ topic တွေနဲ့ချိတ်ဆက်ပြီးတော့ရှင်းပြခဲ့တာရှိတယ်အဲ့တော့အဲ့ဒီ chat ပုံမှာကျမတို့မြင်လာရမယ့် error စီပေါ့နော်ဒီ error စီအကြောင်းကျွန်တော်နည်းနည်းလေးဆက်ပြီးတော့လေ့လာကြမယ်အဲ့တော့ဒီ error စီအကြောင်းကိုကျွန်တော်နားလည်တော့မှသာလေတကယ်တမ်း အဲလက်တွေ့မှာပြဿနာတွေဖြစ်လာခဲ့ပြီဆိုလို့ရှင်ဆင်မားတို့ရဲ့ stable မဖြစ်သော analytical system ကိုဘယ်လိုမျိုးဆင်မားတို့ကိုဒီထိန်းချုပ်ကြမလဲပေါ့နော် quality control အဖြစ်ဒါကပြည့်မီအောင်ဘယ်လိုလုပ်ကြမလဲဆိုတော့သိရှိနိုင်မှာဖြစ်တယ်အဲ့တော့ errors တွေနေရာမှာဆင်မားဒီမှာအမှပြောထားတဲ့အတိုင်းပဲနှစ်ခုအကြံပြုအပြည့်ခွဲခြားထားတယ်ဒီခုက systematic error လို့ခေါ်တယ်နောက်တစ်မျိုးကဆင်မားတို့ random error လို့ခေါ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကဆင်မားတို့ဘယ်လိုမျိုးကွာခြားသလဲဆိုတာရေဘယ်လိုမျိုးဆင်မားတို့ဒီ errors မျိုးစားတွေကိုအဲနားလည်နိုင်မလဲဆိုတာရေပြီးတော့ဒါတွေကိုဆင်မားတို့ရှောင်လွှဲဖို့ရန်အတွက်ကောအဲဘယ်လိုအချက်လက်တွေကိုတော့သိထားဖို့ လို့လဲဆိုတာကိုလည်းပဲတခုချင်းစီအတွက်ဆက်မတို့ဒါလေ့လာရဖို့ရှိပါတယ် ရှင်ရကျွန်မတို့တောက်လျှောက်ပြောလာတယ် analytical system ကကျွန်မတို့ရဲ့ဒီ potentially unstable ဖြစ်တယ်ဆိုရင်ဒီ data တခုဖြစ်တယ်ဆိုတာကိုဒါပြပြခဲ့ပြီးဖြစ်တယ်အားလုံးလည်းနားလည်သာပြီးသားဖြစ်တယ်အဲ့တော့ဒါကိုကျွန်မတို့ကအထင်ရှားဖို့ရန်အတွက်ပေါ့နော်ဒါကိုကျွန်မတို့ stable ဖြစ်ဖို့ရန်စူးစမ်းရဆိုရင်ညမှာ quality control materials ပေါ့နော်ကျွန်မတို့ choose တွေကိုသုံးပြီးတော့ဟာကြတော့ဒါကို stable ဖြစ်အောင်လုပ်ကြတယ်အဲ့လိုပြလို့ရမယ်ဆိုလို့ရှိရင်တော့အဲတကယ်လက်တွေ့မှာမားတယ်ဆိုလို့ရှိရင်လည်း errors တွေပေါ့နော်မားတယ်ရှိတယ်ဆိုလို့ရှိရင်အဲ့အမားတွေကစနစ်တကျနဲ့ကျွန်မတို့ က်ထုတ်လို့ရတဲ့အနေဒါစနစ်တကျနဲ့ရှာဖွေလို့ရတဲ့အနေဒါမျိုးဒီကျွန်မတို့ဒါအနေဒါဖြစ်သွားမယ်ဆိုတော့ကိုနားလည်ထားဖို့ကြိုးရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ဒီ juicy materials တွေသုံးရခြင်းရွယ်ချက်ကအဲ့ဒီ error တွေရှာခြင်းလို့ဆိုတော့ကိုကနအူးနားလည်ထားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာကဒီကျွန်တော်တို့စစ်ဆေးမဲ့ analyze တွေအတွက်အဲရရှိလာမဲ့ data points တွေအဲကိုယ့်ရဲ့ target မှန်ထားတဲ့ quality control အပြင်မှန်ထားတဲ့ value တွေတိုင်းပြင်ပြရလဲဆိုတာရှိဖို့တဲ့ကျွန်မတို့ဒီမှာ run ကြည့်လိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်မ data point အားလုံးပေါ့1 2 3 4 5 6 9ခုရှိတယ်သူတို့တွေ run လိုက်တဲ့အခါမှာဆိုရင် target တွေကိုမရဘူးဒါပေမဲ့လည်းပဲအဲသူတို့ရလာရလက်တွေအရဆိုရင် target ရဲ့ပတ်ပတ်လေးမှာဝဲနေတယ်ပေါ့နော်ဒါပါလေဆိုလို့ရှိရင် accuracy ရှိတယ် precision မရှိဘူးဆိုတဲ့အနေထားပဲဖြစ်တယ်ဒါပါကြောင့်ဖြစ်ရလဲဆိုလို့ရှိရင် error တမျိုးဖြစ်တယ်ကျွန်မတို့ random error လို့ခေါ်တယ် reproducibility error reproducibility ကြောင့်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါပါလေဆိုလို့ရှိရင် random error ဆိုတာက

ဒီဘက်မှာအဲ accurate မဖြစ်ဘူးဒါပေမဲ့လည်းပဲ precise ဖြစ်တယ်ဆိုရနေသားပေါ့နော်ကျွန်တော်တနေရာမှာသွားပြီးတော့စုနေရပေါ့နော်ပြောရမယ်ဆို data points တွေကအဲကျွန်တော်မှန်ကန်မှုတစ်ခုရှိရတယ်ဒါပေမဲ့ဘာလဲဆိုလို့ရှိရင်သူဟာကအဲ precise error မဖြစ်ဘူးပေါ့နော်သူ့ရဲ့ဒီ target ရှိရမယ်ဘယ်လိုထဲထဲမှာရှိမနေပဲနဲ့အဲအပြင်ထွက်နေရပေါ့ဒါပေမဲ့အဲ့အပြင်ထွက်တဲ့ဟာဘာလဲဆိုလို့ရှိရင်သူ့ရဲ့အဲမှန်ကန်မှုတစ်ခုရှိတယ်ဆိုရနေသားရှိတယ်ဒါကြောင့်ကျွန်တော်တို့ precise ဖြစ်တယ် accurate မဖြစ်ဘူးဆိုရနေသားဒါလည်းဘာကြောင့်ဖြစ်ရလဲဆိုလို့ရှိရင် error တမျိုးကြောင့်ဖြစ်တယ်ပေါ့နော်သူ့ရဲ့ error ဆိုတော့ကျွန်တော်တို့ systematic errors လို့ အမျိုးကြောင်းဖြစ်တယ်လို့ကျွန်တော်နားလည်အောင်ဖြစ်တယ်ပေါ့အဲ့တော့ systematic error ဆိုတာဘယ်လိုကြောင်းမျိုးကြောင်း systematic error ဖြစ်တတ်တယ်လဲ systematic error မဖြစ်ပေါ်ရတဲ့ဆိုတာဘယ်လိုမျိုးထိန်းချုပ်ကာဝေးရမလဲဆိုတာကိုလည်းပဲ select ပြီးပြပြသွားမယ်အောက်မှာလည်းဒီမှာရှိသေးတယ်ကျွန်တော်တို့ဒီမှာ precision မရှိ accuracy မရှိဘူးဆိုတဲ့အနေအထားတစ်ခုပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပြင်ချင်တိုင်းဖြစ်တဲ့ data point တွေကရောက်ရှင်နေနေနေရောက်ပြီးတော့ခါကျတော့တစ်ခုမှကျွန်တော်တို့ရဲ့ဒီ bracket value တွေကိုဝင်မလာဆိုတဲ့အနေအထားပေါ့နော်ဒီဘက်ကကျတော့ကျွန်မဒီမှာကျတော့ဒါဆိုစပါတော့နှစ်မျိုးလုံးရှိသွားပြီပေါ့နော် random error လေးရှိသွားပြီ systematic error လေးရှိသွားပြီကျွန်တော်နားလည်လို့ရတယ်တခါဒီဘက်မှာကျတော့အထဲထဲကိုရောက်နေပေါ့နော်ဆိုတော့ target ထဲကိုဝင်နေတယ်ဘယ်နှခါပဲဖြစ်ဖြစ်ကျွန်တော် target ထဲမှာဝင်ပြီးတော့ခါကျတော့တည်ချောင်းမှုတွေရှိတယ်ဆိုတဲ့အနေအထားပေါ့ဒါကျကျွန်တော်တို့ accuracy ရှိရဲ position လေးရှိရဲဆိုတဲ့အနေအထားဖြစ်တဲ့ error ရှိဘူးဆိုတဲ့အနေအထားဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ မလားဆိုနားလည်သွားပြီ error ဆိုတာဗာလေဘာကိုကြည့်ပြီးတော့ကျွန်မတို့က error မျိုးစားတွေခွဲကြရတယ်ဆိုတာကိုလေအဲကျွန်မတို့အခုချိန်ပတ်တော်တရားအဖြစ်သိသွားပြီပေါ့အဲကျွန်မတို့ကအခုနောက်လိုမျိုး accuracy precision precision ဆိုရဲစကားလုံးအပြင်ဟိုအဲနောက်ထပ်ကျွန်တော်တို့စကားလုံးနောက်မှတ်သားရမှာ bias ဆိုရဲစကားလုံးဖြစ်တယ်ပေါ့နော် bias ဆိုတာကျွန်တော်တို့ဒီဗမာလိုတန်းပြီးတော့အိဗယ်ဖွင့်ရမယ်ဆိုလို့ရှင်တော့ဗတ်လိုက်တာဒီဘက်ဘက်ကိုရင်းရ bias ဖြစ်ပါတယ်အဲ့တော့အဲ bias ကိုဗာပြီးတော့ကျွန်တော်ဒီထဲမှာထည့်ပြီးတော့ပြောရလဲဆိုလို့ရှင်ဒါနဲ့ပတ်သက်ပြီးတော့ select ပြီးတော့အဲဆွေးနွေးသွားမယ် topic တွေထဲမှာလည်းပဲအသေးစိတ်ပါလာမျိုးပေါ့နော်ဒီမှာတခါရွေးကျွန်တော်တို့ချိတ်ဆက်ပြီးတော့ရှင်းပြသွားတာကျွန်တော်တို့ခုနကပြောခဲ့တဲ့ accuracy ရှိရ precision ရှိရဆိုတဲ့ဟာမျိုးဆိုလို့ရှင်ကျွန်တော်တို့က low bias အောက်စုရဲ့ဝင်သွားတာပေါ့နော်တဲ target ရဲ့ပတ်ပတ်လည်မှာရှိနေရဲ့ အဲ various အားဖြစ်စီမယ်ဆိုလို့ရှိရင်ပဲ various ကကျမတို့ဒါ low bias အုပ်စုရဲ့ဝင်သွားတာပေါ့နော်အဲ့တော့အအောက်မှာရှင်းလိုက်ပေါ့သူကသူကကြတော့ကျမတို့က high bias အုပ်စုဖြစ်သွားပြီသူက target ကနေပြီးတော့တွေ့ဖယ်သွားဖြစ်တဲ့အကြောင်းမလို့တော်တော်လေးဝေးဝေးနေရာရောက်ရတဲ့အကြောင်းသူဒီ high bias ဖြစ်တယ်ဒါပေမဲ့လည်းပဲကျမတို့ကဒီ data points တစ်ခုနဲ့တစ်ခုကအဲဟွာချမနေပဲနဲ့ဒါ precise ဖြစ်တဲ့အနေဒါရှိတဲ့အကြောင်းမို့ဒါကြတော့ကျမတို့ low bias အုပ်စုရဲ့ကိုဝင်သွားတာပေါ့နော်ဒီဘက်မှာကျတော့ကျမတို့ဆန့်ကျင်ပဲဖြစ်တယ်အဲ့တော့ကျမတို့ high variance ဆိုခေါ်တဲ့နေရာမှာကျတော့ dispersion နဲ့အရင်များပြီးတော့ခါကျတော့ကျမတို့ standard deviation အပြင် င်မြင့်မြင့်နေပေါ့နော်အဲ့တော့အဲ့လိုကောင်းမျိုးတွေကျွန်တော်ဝင်သွားမယ်ပေါ့နော်အဲ့တော့အဲ့မှာပါကျွန်တော်တို့က low bias နဲ့ high bias တွေခါကြတော့ target နေစင်မနေစင်ကိုကျွန်တော်တို့ body တွေခါကြပြန်ပြီးတော့ခွဲကြလိုက်တယ်ပေါ့နော်ဒီလောက်ဆိုရင်ကျွန်တော်တို့က accuracy precision ဆိုတာဒီဘလိုနေသားမျိုးတွေရှိမလဲဒါတွေကိုကျွန်တော်တို့ကအဲစကလုံးအတုံးလုံးအပြည့် variance ဆိုနောက်တစ်ခါကျ bias ဆိုလိုမျိုးဒီအတုံးလုံးတွေပြန်မချိတ်ဆက်မယ်ဆိုလို့ရှိရင်ရောဘယ်လိုမျိုးကျွန်တော်တို့နားလည်ထားလို့ရမလဲဆိုတာလည်းအခုချိန်မှာတည်သွားပြီပေါ့နော် အဲ့တော့ accuracy ပေါ့နော်ဒါတို့ဆီမှာနှစ်ခုတွေကတစ်ခုကြောင့်ပြောအရင်ပြောရမယ်ဆိုရင်ဆီမှာ accuracy ကတော့နည်းနည်းလေးပို့ပြီးတော့အဲဟိုပါအရင်ပြောဖို့လိုရဲပေါ့နော်အဲ့တော့ကျွန်တော်ရှင်းပန်းကပြောခဲ့ပြီးသားရှိရယ် shifting accuracy လို့ပြောရဲကိစ္စပေါ့နော်အဲ့မှန်တယ်ဒါပေမဲ့လည်းဆိုရှင် bell shape cup တွေကဒီတန်ဆီမှာ constant distribution ရှိရယ် bell shape cup တွေကနေရာရွေသွားရပေါ့နော်ဒါတို့ဆီမှာတော့မင်းနေရာရွေသွားရတဲ့ကြောင့်ဒါလေးပြောလိုက်ခြင်းဖြစ်တယ်ဒါကိုလည်းပဲကျွန်တော်နောက်တစ်တစ်မျိုးကကျွန်တော် shifting mean ဆိုပြီးတော့ပြောရဲပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်မတို့က inaccuracy ဆိုတဲ့ကိစ္စရှိသွားပြီအဲ့တော့ addition မှာကျွန်မတို့ကျွန်တော်ပြောခဲ့တဲ့ bias ပေါ့နော် ။ဘာရဲ့ရှိနေရဆိုရင်တစ်ဖက်ဖက်တွေကျွန်တော်ရင်းနေရဂျိုင်းနေရဆိုလို့ရှိရင်တနေရာတွေကိုသွားပြီးစုနေရဆိုရင်ဒါကိုကျွန်တော်တို့ကသွားပြီး inactive ရှိရလို့ပြောလို့ရတာပေါ့နော်။အဲ့တော့အဲ့မှာပါကျွန်တော်တို့ low bias high bias ဆိုတာရှိသေးရပေါ့နော်။ low bias ဟာမျိုးဆိုလို့ကျွန်တော်ကျွန်တော်တို့ inaccuracy ကိုအဲရှိကြမှာရှိမယ်။ high bias ဆိုလို့ကျွန်တော်ဒါ accuracy ရှိနေပြီလို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်။အဲ့တော့ ျမတို့ analytical system နဲ့မှာပြုပုံလာနေတဲ့အကြောင်းလိုက်တွေမလေ့လာခင်မှာကျမတို့ရဲ့ systematic error တွေဖြစ်နိုင်တယ်ဒီ inaccuracy အကြောင်းကိုကျမတို့က systematic error အကြောင်းသိရှိသိရှိမှသာလေကျမတို့ဒါတွေကိုအဲဘယ်လိုပြင်ဆင်ကြအောင်လဲဆိုတာကိုဒီစီမံပြည့်လို့ကြအောင်ကျမတို့ဒါနဲ့ပတ်သက်ပြီးတော့ error တွေအကြောင်းကိုဒီစာကြီးညက်စွာနဲ့နားလည်နေဖို့လို error တွေဘယ်လိုပြရတဲ့တည်းဘယ်လိုမျိုးကျမတို့ဒါကိုဘယ်လိုမျိုး handle လုပ်မလဲပေါ့နော် manage လုပ်ကြမလဲဆိုတာလေးပဲသိထားဖို့လိုအပ်ပါတယ် ော့ဒါ systematic errors နှမျိုးဖြစ်တယ် shift နဲ့ trend ပေါ့ဒါလေးကဒီစကားလုံးကြီးရရှိပါရကျွန်တော်ပြောတယ်ဒီ edge check ပြောတယ်ဒီမှာလေးပြောခဲ့ပြီဒါပေမဲ့အဲ့တော့အခြေအနေမပြောခဲ့ဘူးပေါ့နော်အဲ့တော့ဒီမှာကျွန်တော်စပြီးတော့ပြောလာပြီ shift ဆိုတာပါလေ trend ဆိုတာပါလေပေါ့နော် shift ဆိုတာခုနကပြောတဲ့အတိုင်းပဲရွေ့သွားရဆိုတာဘယ်လိုရွေ့သွားရလဲဆိုတာခါကြတော့ abrupt ဖြစ်တယ်ပေါ့နော် abrupt ဆိုတာကျွန်တော်ရုပ်တရက်ရုပ်ချီးပြောင်းသွားတယ်မှာ1 2 3 4 okay ဒီတော့သူမီလီနာလေးမှာနည်းနည်းလေးရှိနေရတဲ့ခါကြတော့ရုပ်တရက်ကြီး 2SD ဆိုတဲ့ဟာကိုအရောက်သွားတယ်ပေါ့နော် +2SD ပေါ့အဲ့တော့သူကကျတော့ upward ကိုရွေ့သွားတဲ့ဟာပြီပေါ့နော်အဲ့တော့ အဲ့လိုမျိုးဆီမှာရုပ်ပြည့်ကြီးဖြစ်သွားတဲ့အနေအထားတစ်ခု ဆိုလို့ရှိရင်ဒါဆီမှာ shift ဖြစ်သွားပြီအဲ့ဒါဆိုရင်ဆီမတို့ရဲ့ဒီ accuracy ပေါ့เนาะကိစ္စမှာပြဿနာရှိလာပြီ inaccuracy ရှိပြီဆီမတို့စားပြီးတော့တီးလို့ရပြီအဲ့လိုပဲဆီမတို့နောက်ထပ်တစ်မျိုးဖြစ်တဲ့ errors my systematic errors မှာလည်းပဲ transfer စကားလုံးပေါ့เนาะအဲ့တော့တဖြည်းဖြည်းနဲ့သူက downward ကိုကြာသွားတယ်တဖြည်းဖြည်းချင်း gradually ကြာပဲခုနကတော့ abrupt တော့ပုံပဲနဲ့တဖြည်းဖြည်းချင်းမှာအောက်ကိုဖြည်းဖြည်းချင်းကြာသွားပြီးခါကျတော့သူ့ရဲ့ဒီဥစ္စာကြီးက trend ကြီးကပြောင်းလဲသွားတာပေါ့เนาะဒါကြတော့ဆီမတို့ကအဲဒီဟိုပေါ့စကားလုံးအပြင်ဆီမတို့ trend လို့ပြောတာပေါ့เนาะအဲ့တော့ဒါဆီမတို့ဒီ systematic error ဖြစ်နေတဲ့ နဲ့အကြောင်းရင်းတွေဖြစ်တဲ့ LG ချက်ပေါ်မှာသွားပြီးကြည့်မယ်ဆိုလို့ရှိရင်ဒါမျိုးပတ်တန်တွေ့ရပြီဆိုလို့ရှိရင်ကျမတို့ကဆရာတို့ systematic error ရှိနေပြီအဲဒါဆိုလို့ရှိရင်တော့ error ဖြစ်နေဖြစ်နေတဲ့အကြောင်းငါတို့လိုက်ရှာအကြောင်းမျိုး history account မျိုးကျမတို့ပြန်ပြီးတော့တည်လို့ရမှာပေါ့နော်ဒါကဒါကကျတော့ကျမတို့ဒီလိုမျိုး LG ချက်ကနေပြီးတော့ရရှိရတဲ့အချက်လက်တွေကအရန်ကိုအသုံးဝင်နေအရန်ကိုကျမအရေးကြီးတဲ့ဒါ information တွေဖြစ်တယ်ဆိုတော့နားလည်ရမှာဖြစ်တယ်ပေါ့နော်အဲ shift လို့ကြည့်မယ်နဲ့ trend လို့ကြည့်မယ်ကျမတို့တည်သွားပြီပေါ့နော်ဒီချိန်မှာ အဲ့တော့ကျမတို့ shift ပေါ့နော်အဲ့တော့အဲ့တော့ control me ရုပ်ရည်ပြောင်းလဲသွားတယ်အဲ့တော့ system performance မှာကျမတို့ဒါချွတ်ရင်းသွားတယ်ပေါ့နော် dramatic positive dramatic negative change ပေါ့ dramatic ဆိုတော့ကျမတို့ပြုပြည့်ချက်ချင်းဖြစ်သွားတာရုပ်ရုပ်ကြီးကိုပဲဒါပြောင်းလဲသွားတာအဲ့ဒါကိုကျမတို့က shift ဆိုပြီးခါကြတော့သုံးလိုက်တယ်အဲဖြစ်တဲ့ပြဿနာတွေကျမတို့ဒီဖြေရှင်းဖို့အတွက်ကိုဒီလိုပြဿနာတွေဖြစ်လာဆိုလို့ရှိရင်အဲဒါကျမတို့ time rule တိဖို့အတွက်ကိုခုနကကျမပြောခဲ့တဲ့ analytical system နဲ့ mark quality control တွေသုံးရခြင်းဖြစ်တဲ့ဆိုတာကိုကျမတို့နားလည်ထားမှာဖြစ်ပါတယ် ရှစ်ကြောင်းသိပါပြီဆိုရင်ကျမတို့ရှစ်ကိုဖြစ်ပေါ်စေအကြောင်းမင်းတွေကိုနည်းနည်းလေးလေ့လာကြမယ်အဲ့တော့ကျွန်တော် laboratory ထဲမှာဆိုလို့ရှိရင်ဟိုအထူးဖြစ်ကျွန်တော် biochemistry analyzer လို့အမျိုးတွေဆိုလို့ရှိရင်တော့ဟိုပါမီးအလင်းပေါ့နော် light source တွေပြဿနာရှိနေရနောက်တစ်ခါကျတော့ကျွန်တော်အသုံးပြုတဲ့ reagent တွေ formulation တွေမှာရွေးနေရလွဲချောနေရမှာရွတ်ချက်တာနောက်တစ်ခါကျတော့ကျွန်တော် instrument maintenance တွေဒါတိကျအဓိကကြားတဲ့ maintenance အဲဆက်လူဟာမျိုးတွေကျွန်တော်တိကျဟိုပါမလုပ်တာပေါ့နော်ဒါ maintenance တိကျမလုပ်တာအဲသူ့ကိုကျွန်တော်တို့အဲဒီဘုံအုပ်တာတို့ဘာညာအစဒီရဖြစ်ပေါ့နော်အဲ့ရာတွေကအစပေါ့နော်အသေးဘ ွဲလေးရတယ်ကျွန်မတို့ဒါကြည့်ရမှာဖြစ်တယ်နောက်ပိုင်းကျွန်မတို့ incubation လုပ်တဲ့ temperature ပဲပေါ့နော်အဲ့တော့အဲ့ဒါတွေကျွန်မတို့အပူအေးမျှတာလာကျွန်မတို့ရဲ့ဒီ incubation လုပ်တဲ့ဒီ set ကရောဒါတေချာ setting လုပ်ထားရလားပေါ့နော် temperature ကသူ့ရဲ့ target ကိုရောက်တဲ့ဟာမျိုးလားပေါ့နော်37ဆိုလဲ37ဖြစ်ရမှာပေါ့နော်အဲ့တော့အဲ့လိုဟာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒီ temperature set လုပ်တဲ့ဟာကြီးပြဿနာရှိနေရလားဒါမို့လို့ရှင်လေကျွန်မတို့ room temperature ကပဲပြဿနာရှိရလားပေါ့နော်ဒါကြီးကြောင့်မလို့ကျွန်မတို့ shift ကိုပြစ်ပေါ်ချင်တဲ့အတွက်ကြောင့်မို့ဒါတွေရှာဖွေရမှာဖြစ်တယ်ဒါကကျွန်မတို့ sampling system ပေါ့နော် ဆက်မဲ့ဒီစပြီးတော့ဒီ set တွေဆိုလို့ရှိရင် automatic analyzer တွေဆိုလို့ရှိရင်ဒီ machine တွေမှာ sampling system မှာအဲပြည့်ရင်းမှုချုပ်ရင်းမှုတခုကိုရှင်နေရနောက်တော့ကျွန်တော်တို့ reason formulation law တွေကိုလုပ်တယ်ကျွန်တော်တို့ reason dispensing ပေါ့နော် set ဒီအဲဒီအဲ set 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 တွေရဲ့ကနေဒီခါကျတော့ reason တွေကျွန်တော်တို့စုပ်ယူတဲ့ဟာပြင်ဆင်ဖြောဆက်တဲ့ဟာပေါ့နော် set ကနေရောလုပ်တဲ့ဟာအဲ့ဒါတွေမှာကျွန်တော်တို့ပြောင်းလဲမှုတခုကိုရှိသွားလားဒါမှမဟုတ်ရှင်နေပဲ calibration recalibration မှန်မှန်ကလားမတိကျလားပေါ့နော်ဒါတွေကြောင့်လို့ကျွန်တော်တို့ shift ဖြစ်ပေါ်စီပါတယ်ပြီးတော့ဟာကျတော့အဓိကကြားရဲကျွန်တော် instrument maintenance ပြောင်းလဲရပါတော့ အဲအပေါ်ကကျွန်တော်တို့ပြောတာအထက်ကိုဒီအခန်းပူချင်းနောက်ကစိုးထားကြဖိမိတက်ဒီပေါ့နော်အဲ့ဒါတွေအကုန်လုံးဒီတစ်ခုအခြေအနေတစ်ခုကိုပြောင်းလဲသွားတယ်ဆိုလို့ရှင်ပေါ့နော်အရင်တော့ထားတဲ့ပုံစံတစ်ခုနောက်ပိုင်းထားတဲ့အတွက်ကြောင့်အဲ့လိုနောက်ပိုင်းအဲ့လိုပြန်ပြီးပြောင်းလိုက်မှဆိုလို့ရှင်အဲ့လိုမျိုးလာပြီးတော့ SC ဆက်မှာအဲ့ shift to high လာပြီးတော့ပေါ်နေပြီဆိုလို့ရှင်တော့မိမိတို့ထားထားတဲ့ limit ချုပ်မဲ့ပိုင်းညာဒီကိစ္စတွေအကုန်လုံးသွားပြီးတော့ check လုပ်ကြည့်ဖို့အတွက်ရွေပြီးတော့ခါကြဒါလေးကိုကျွန်တော်တို့သူ့ရဲ့အကြောင်းရင်းတွေကိုရေးထားတာဖြစ်ပါတယ် ။နောက်ကျမတို့အဲ trend ဖြစ်ပေါ်စေတဲ့အကြောင်းရင်းပေါ့နော်။ဒီအဲရုပ်ရည်ကြီးကျမ agency ချက်မှာ အဲဒီ data points တွေကဒီ output ကိုဖြည်းဖြည်းချင်းကျွန်တော်တို့ရွှေ့လာပြီဆိုလို့ရှင်ဒါက trend ဖြစ်တယ်ဆိုတော့ပြောခဲ့ပြီးသားဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှင်စစ်စေးရဲ့ကျွန်တော်တို့ရဲ့ test system မှာ reliability ဖြည်းဖြည်းချင်းဒီရောကြလာတဲ့ကိစ္စပေါ့နော်အဲ့အရာကြီးကြောင့်မလို့ဒီ trend ဆိုရင်ဒီသားဖြစ်သွားရပေါ့အဲ့တော့ခါကျတော့ကျွန်တော်တို့ instrument light source ပေါ့နော် mirror စစ်စေးရဲ့ instrument တွေရဲ့ light source တွေပြည့်စည်တာချုပ်နေတာပေါ့ခုနကကျွန်တော်တို့ဒီ shift မှာလည်းပဲဒီဟာလေးပါဝင်တယ်ပေါ့နော်ပြီးတော့ခါကျတော့ကျွန်တော်တို့ဓာတ်ခွဲနမူနာဒီ tail ရဲ့ set တွေဆိုလို့ရှင်ဒါ sample လောက်တဲ့အဲ reagent tubing လောက်တဲ့အဲ pipe တတိလေးပေါ့နော်အဲ့ဒီဟာလေးရဲ့နေရာက အညစ်ကြေးတွေအမုံမွားတွေကြီးရေးပြေးပြေးနဲ့ပိတ်လာတာဒါမှမဟုတ်ရှင်တဲ့အသုံးပြုတဲ့ reaction တွေတန်းကြာလာတာပေါ့ဆိုတော့ကျမတို့က expire ဖြစ်တာပြောတာမဟုတ်ဘူးအဲ reason ကသူ့ရဲ့ဒီအဲဟိုကတန်းအားဖြင့်ဒီ body resources မှာထားမဲ့ဆိုရှင်မှာတတလ ခံနေဆိုကြပါဘူးဒါဆိုကျွန်တော်တို့ကအဲ40 services မှာအမြင်ရထားပေးရမယ်အခုအပြင်ထုတ်တယ်ထုတ်တော့ဟာကြာကိုလုံးဆိုင်အချက်လုတ်တယ် reason ထုတ်တယ်ပြူတယ်ပေါ့နော်ကိုအဲလုံးဆိုင်အချက် amazing ကိစ္စလုပ်ရပါညာပြီးတော့ဒီမှာရေခဲစရိုက်ပြင်ပြီးတော့ထည့်ရမယ်မို့လို့ရှိရင်အဲ storage ကလည်းဒေချာ40 services မှာလည်းဟိုမဖြစ်ဘူးရေခဲတက်တာကလည်းပဲဒါကအဲ temperature monitor တွေမမှန်ဘူးနောက်တစ်ခါကျတော့ အပြင်မှာထားလိုက်အထဲထဲလိုက်ဆိုတဲ့ခါကျတော့အဲအဲ့လိုမျိုးခဏခဏလှုပ်ပါမြဲတော့ခါကျတော့သူရဲ့ body ဦးစေးစေးဆိုတလားကြလို့ရှင်တက်တန်းရှိရဆိုရဲနေရာမှာကိုယ့်ရဲ့ဒီ region ကဘာဖြစ်လဲဆိုလို့ရှင်တက်တန်းအဖြစ်ပို့ပြီးတော့အဲ aging ဖြစ်လာတာပေါ့နော်ဒါကိုကျွန်တော်တို့ဆိုလို့ရှင်ဖြစ်တယ်တလား ခံမဲ့ဟာကိုမှအဲ့လိုမျိုးလုပ်တော့ခါကျတော့ဒီဖြည်းဖြည်းချင်းကျွန်တော်တို့ဒီသုံးရမယ့်ဒီ reason reliability ပေါ့နော်သူရဲ့အဲအာကိုနိုင်စွမ်းဟာရောကြလိုက်တာဆိုတာဖြစ်ပါတယ်နောက်ကြကျွန်တော်တို့ဒီမှာအရေးကြီးရဲ့အဲ highlight လေးရပါလေဆိုလို့ရှင် QC ရဲ့ဒီအဲ quality တွေကဆိုဒီဖြည်းဖြည်းချင်းယိုယွင်းလာတာပေါ့နော်ဆိုတော့ကျွန်တော်တို့ QC ကိုတိချခုနကပြောဆိုမှာရေခဲတတာဆိုလို့ရှင်အပူချိန်မှုဆိုလည်းသူရဲ့တက်မှတ်မှုချိန်မှာတိချထားရမယ်သူရဲ့ဒီ ဖြောဆရမယ်နေသားဆိုလို့ရှင်တိစာဖြောဆရမယ်ပေါ့နော်ခွဲမယ်ဆိုလို့ရှင်တိစာခွဲသုံးမယ်ဆိုလို့ရှင်လည်းကျမတို့စနေတဲ့စာ manufacturer instruction line လိုက်နာရမယ်အဲ့လိုမှမဟုတ်လို့ဆိုလို့ရှင်ဒီပြပြချင်းဒီကောင်းလေးကိုတိစာမထိန်းတဲ့တဲ့ကြောင့်မလို့တို့ရဲ့အဲမျိုးမျိုးသောပြည့်စုံမှုတွေပေါ့နော်ပြိုရင်းမှုတွေဖြစ်လာပြီဆိုလို့ရှင်လည်းဒါရီရဲ့ကျမတို့ trend ကိုတွားပြီးတော့ပေါ်စီနိုင်တယ်ပေါ့နောက်တစ်ခါကျမတို့ incubation လုပ်တဲ့ချိန်မှာ temperature အဲ့ဒါကြီးကျမတို့ဒီပြပြချင်း temperature ညှို့ရင်းလာချွတ်ရင်းလာတာပေါ့နော်ဒီပြပြချင်းအဲတော့ဟိုဟာပေါ့အဲ့ဘက်ကိုထွေးထွေးရောက်လာပေါ့နည်းနည်းတော့ကြာနောက်ရဲ့ဒီပြပြနေရောကြာတော့ခါကျတော့ဒီပြပြချက်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 ပဲနောက်ပြန်လာ တော့ trans ရေအဲ့ကိုဒီ cap ကြီးကကြာလာတယ်ဆိုတော့ဒီထားမျိုးကြီးဖြစ်သွားတာပေါ့နော်ပြီးတော့ခါကျကျွန်တော် calibration တွေဒီပြီးချင်းရောကြချွေးနေဆိုတာလေအဲ့ဒီသဘောပဲနည်းနည်းကြာနည်းနည်းကြာနောက်နေ့ကျတော့ပူကြာ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 နောက်ရက်တွေဆိုလို့ရှိရင်အရင်ကြီးအရင်အတိသားပြီးတော့ခါကျတော့ cap အဲ့ဟွာကြီးကမြင်းကြီးပေါ့ line ရအောက်ကြီးကိုစိုက်သွားတော့တာပဲပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ တယ်လီဗီရှင်းဆိုလို့ရှိရင်တယ်လီဗီရှင်းလောက်ရမယ်တက်တန်းချေမစရက်တစ်ခါပါဒါမှမဟုတ်ရှင်လည်းနှစ်ပတ်တစ်ခါလားအဲ့လိုမျိုးဆိုတော့အချိန်မှန်လုပ်ပြရဖြစ်တယ်ဒါမှမဟုတ်ရှင်တယ်လီဗီရှင်းတစ်ခါလုပ်ပြီးခါကြတော့အာတေချာရက်ကိုတက်တက်မှတ်ထားတဲ့ရက်ကိုတေချာပြန်ပြီးတော့မကြည့်ဘူးအဲ့တော့ကျွန်တော်အချိန်မှန် periodically ပြန်ပြီးတော့ check လုပ်ရမယ်ကယ်လီဗီရှင်းပြန်ဝင်ရမယ်ဆိုရင်ပါမဝင်ပြီးတော့ဆိုလို့ရှင်အရာတစ်ခါအဲ့လိုကြီးပြစ်လာရအောင်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလုပ်မယ်ဆိုလို့ရှင်လည်းပဲကိုယ့်ရဲ့ဒီ periodically တေချာတက်မှတ်ထားတဲ့အတိုင်း10ရက်ဆို10ရက်တစ်ပတ်ဆိုလိုက်တစ်ပတ်ဆိုလိုက်နှစ်ပတ်ပေါ့နော်အဲ့ပုံစံတိုင်းကျွန်တော်တေချာလေး calibration ဝင်ရမှာဖြစ်တယ် နိုင်ငံကစမှာ reagent တွေစမှာတို့ control တွေတိတ်မဲ့ဆိုလို့ရှိရင်မသိချာသူ့ရဲ့အဲတက်မှတ်ထားတဲ့ပမာဏအဲကိုယ်တက်မှတ်ဆိုမှာတက်မှတ်ထားတဲ့ဒီဟိုဟာမှာပေါ့ temperature မှာတိချာလေးတိတ်ထားပြီးတော့ခါကြတော့အသုံးပြုရမှာဖြစ်တယ်ပေါ့နော်ပြီးတော့ခါကြတော့ဒီမှာပြောထားသလိုပဲဆက်ရဲ့သူဒီအငြိချေးပိတ်တန်းတဲ့နေရာမျိုးတွေဒါအမှုံမွားရှိနေတဲ့နေရာမျိုးတိချာစမှာပြန်ပြီးတော့တန်ရှင်းရေလို့ပေါ့နော်ဘလောက်တခါလုံးမှာလေတရက်တခါလားနှစ်ရက်တခါလားသုံးရက်တခါလားပေါ့ဒါလေးကိုစမှာအမြဲတမ်းအချိန်မဲလှုပ်ပြီးလိုက်ခြင်းအားဖြင့်ဒီမျိုး transfer ဟာကြီးဖြစ်ဖြစ်ပေါ်စီရင်အတွက်ကိုဒါဟိုဟာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တို့ချိုးတင်ပြီးတော့ကာဝပီးသားဖြစ်သွားတယ် ယ်ဖြစ်လာမှာဆိုလို့ရှင်လည်းပဲဒါတွေပြန်ပြီးတော့အစအနေပြန်လုပ်ရမှာတော့ဘာကြတော့ကိုယ့်ရဲ့ဒီ test တွေရဲ့ reliability တွေပေါ့နော်ဒီပြေပြေချေချောကြလာမယ်ဆိုလို့ရှင်လည်းပဲဒါကလူနာရီပုံမှာတွားပြီးတော့ဒီပြောရသူတိုင်းညီမအများကြီးတက်ရောက်မှုတွေရှင်းနိုင်တွေ့ကြအောင်လို့ဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့က UC ပြီးသွားတဲ့အချိန်မှာ precision ကြောင်းသွားမယ်ပေါ့နော်အဲ့တော့ precision ဆိုတာကျမတို့ကို ဒီတက်မှတ်ထားတဲ့အနေထားတကူကနေပြီးဟာကြတော့ပြောင်းလဲသွားတဲ့ variation ပေါ့နော်လွဲချော်သွားတဲ့အနေထားတကူကိုဆိုလိုတာဖြစ်တယ် expected result တကူကနေပြီးတော့ဒီအဲလွဲချော်တဲ့ကိစ္စ random variation ကြောင့်လွဲချော်ခြင်းတို့လည်းကျမတို့နားလည်လို့ရတယ်ဒါကိုကျမတို့က random error ဆိုပြီးတော့တွက်ချက်လိုက်တာဖြစ်ပါတယ်အဲ့ဒါကိုပဲကျမတို့က imprecision ဆိုပြီးတွားပြီးတော့ပေါ်ပြရပေါ့နော်ပုံမှန်အပြင်ကျမတို့က random error ကိုခုနက systematic error နဲ့ရှင်းလိုက်ပြီဆိုလို့ရှင်ကြတော့ဆေးရတာအဲခြောက်တွေးဝင်ရတဲ့ကောတော့သိပြီးတော့မလွဲကူတတ်ဘူးပေါ့နော်ဒါလေးရကျမတို့နားလည်ထားဖို့လိုအပ်တယ်ဘာဖြစ်လို့မလွဲကူလဲ ဲမလွယ်ကူလဲဆိုတာပြင်ချင်ပေါက်ထပ်ပြီးတော့ပြောပြပေးမယ်ပေါ့နော်အဲ့တော့သူကသူအကြတော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီ region နေတမားမြတ်တောင်ရောဆက်တဲ့ကိစ္စပေါ့နော် region ပြင်ချင်တာတို့တို့လောင်တာတို့မဟုတ်ဘဲနဲ့သူက mix လုပ်တဲ့ကိစ္စတို့ dissolve လုပ်တဲ့ကိစ္စပေါ့နော်ဒီစားတမားအောင်မဖျော်တဲ့ကိစ္စအတိအစားမမွေတဲ့ကိစ္စပေါ့ဒါမျိုးတွေစောင့်ဖြစ်နေနောက်တစ်ခါကျစမားတို့ဒီ region line ဒီအဲဒီဟိုပါပေါ့သူ့ရဲ့ဒီသက်မှတ်ဒီ set ဒီဆိုလို့ရှင်လေ set set ထဲမှာထည့်ရမယ့်ဒီသူ့ရဲ့နေရာလေးရှိတယ်အဲ့နေရာလေးမှာကျွန်တော်တို့ကအဲဒီ ဟိုပါပေါ့သူ့ရဲ့ system ထဲမှာဝင်နေရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့မှာကျမတို့ label ပေါင်းပေါ့နော် app value ဟာမျိုးပါနေမယ်ဆိုလို့ရှိရင်လည်းပဲဒါတွေ့ရတာခက်တယ်ပေါ့နော်အဲ့တွေ့တော့ခါကျတော့ပဲဒါပြင်ဆင်တာပါညာရှိပြီဆိုရင်အဲ့ label ပေါင်းပါနေလားပါနေလားဆိုအတဲတဲကိုသွားကျမတို့တောက်လျှောက်ကြီးသွားပြီးတော့ဝင်မကြည့်သေးရတာတွေ့မှာမဟုတ်ဘူးဒါကြီးကကျမတို့ကအဲ့ဒီ random error ကိုဒါတွေ့ဖို့ရန်အတွက်နည်းနည်းလေးမလွယ်ကူစေတဲ့အကြောင်းရင်းနေဖြစ်တယ်ပေါ့နော်ဒါခါကျမတို့ feedback tip တွေဆိုလို့ရှိရင်လည်းတခြားလေး fix လုပ်ရမယ်ပေါ့နော်သူ့ရဲ့ဒီစာမချိဆက်ထားလို့ဆိုရင်ဒီထားပြမှာဆိုလို့ရှိရင်လည်းပဲဒီ random error ဖြစ်တတ်ပါတယ်အဲ့တော့ကျမတို့က training ပေါ့နော်တခြား embed ဘယ်လိုမျိုး handle လုပ်မလဲဆိုတဲ့ training ပေါ့เนาะဒါကိုဘယ်လို handle လုပ်မလဲဘယ်လိုမျိုးအဲဒါကိုဒီ fix လုပ်မလဲပေါ့ဒေတာဒါကိုတက်ဆင်ဖို့ကိစ္စအေးဒါတွေမဖြစ်ဒေတာမတက်ဘူးဆိုလို့ရှိရင်ကျွန်မ random error ဆိုတဲ့ဟာဖြစ်ပေါ်စေနိုင်တယ်ဆိုတဲ့ဒီ education မျိုးတွေပေါ့ဒါတွေကျွန်မတို့ကဒီတကယ်အလုပ်လုပ်မဲ့ဒီ laboratory step တွေကိုဒေတာလေးအဲ mixing လုပ်မဲ့ဆိုလို့ရှိရင်လည်း mixing သမား sample sampling လုပ်မဲ့လူတွေဆိုလို့ရှိရင်လည်း sampling သမားတွေကိုဒေတာလေးမှာပြီးတော့ဒါ educate လုပ်တာ training ပေးထားဖို့လိုအပ်ပါတယ်ဒါပေမဲ့ကျွန်မတို့ပြပတာတွေမှာဒီတခုပိတ်နေရလို့ဆိုနေရတော့ပေါ့ဒါမျိုးတွေဆိုလို့ရှိရင်လည်းကျွန်မတို့ လုပ်တဲ့နေရာမှာအဲလွဲတတ်တယ်ပေါ့နော်ဒီလိုမျိုး imprecision တွေပါတတ်တယ်ဘာကြောင့်လဲ temperature မမြင်နိုင် incubation မတည်နေတာပေါ့ဒါတွေကြောင့်လည်းပဲပါတယ်ပေါ့နော်ရှေ့ကပြောရတဲ့အတချို့တော့ဒီလိုမျိုးအချက်လေးတွေပြန်ပြီးတော့ပါတယ်နောက်ကကြတော့ power supply မမြင်တာပေါ့နော်မီယာတက်လိုက်ကြလိုက်မှန်တော့ဟာကြတော့အဲကျွန်တော်ကျွန်တော်တို့ဒီလုပ်တဲ့ process ဒီမှာဆိုရှင်ထိုင်မျိုး errors တွေပါလာတယ်ပေါ့နော်ဘယ်နေရာအဖြစ်မဲ့ဒီစားတော့မသိဘူးဒါပေမဲ့လည်းဒါရ random error အောက်စုရတယ်ဝင်သွားတဲ့အတွက်ကြောင့်မလို့ power supply မတည်ခင်နေဆိုတဲ့ဟာမျိုးတွေရလေးပဲဒီထဲမှာအကြာပြီးတော့အကျုံးဝင်နေရပေါ့နော်ပြကောင် operator ရဲ့ technique မကောင်းတာပေါ့နော်ဆိုတော့ကျွန်တော်တို့က operator ဒီစား training မပေးထားတာဒါမှမဟုတ်လို့ရှင်လည်းပဲသူရဲ့ဒီလုပ်နေကြပုံစံတွေရ SOP တွေဒီစား procedure အတိုင်းမလုပ်တာတွေဒါမျိုးတွေပေါ့အဲ့ဒါတွေကြောင့်မလို့ကျွန်တော်တို့ဒီ random error support အချင်းဖြစ်တယ်ဒါကကျွန်တော်တို့ process sample လို့ပေါ့နော်အားလုံးလုပ်ပြီးသွားပြီအဲ့ဒါတွေကျွန်တော်တို့စစ်ဆေးဖို့ပဲကြံတော့ရဲဆိုတဲ့နေရာမှာအဲ့ဒါတွေကျွန်တော်ဒီစား လေးရောစတာတမတာမလုပ်မလုပ်ဆိုလို့ရှိရင်အပေါ်မှာပြောတဲ့အတိုင်းပဲပေါ့နော်ဒါမျိုးတွေ process လုပ်ပြီးဒီတိုင်းအောင်မတိချတာတွေကို miss လောက်အောင်မတို့ဒီအဲရောရမှာပေါ့ဒါတွေကျွန်မတိချမလုပ်ဘူးဆိုလို့ရှိရင်လည်းဖြစ်တယ်နောက်ကကျွန်မတို့ဖြောတဲ့ကိစ္စပေါ့နော်စစေးတွေကျွန်မတို့ဟာဒီကျူစီတွေဆိုလို့ရှိရင်ဖြောရမယ်ဆိုလို့ရှိရင်တိချလေးဖြောဆက်ပုံမှန်ကန်နဲ့ဖြောမှသာလေးပေါ့နော်သူ့ရဲ့ချိန်တိုင်းနောက်ကသတ်မှတ်တဲ့ temperature နဲ့နောက်သတ်မှတ်ထားတဲ့ကျွန်မတို့ဒီ paper elicot ခွဲတာတို့ဒါတွေကိုအကုန်လုံးတိချလေးဒီ manufacturing instruction အလုံးမသားလေးဒါတွေက imprecision ကိစ္စတွေရှောင်ရွက်နေမှာဖြစ်တယ်ဆိုတော့ကျမတို့နားလည်ထား ားပါဖြစ်တယ်ဒါလို့ဆိုရင်ကျွန်တော်တို့သိသွားပြီ precision accuracy နောက်ကကျတော့ imprecision inaccuracy ရဲ့အဲဒါယူကျွန်တော်တို့ကဒီ error တွေနဲ့ဆိုလို့ကျွန်တော်ဘယ်လိုမျိုးသတ်မှတ်လဲဒါယူကျွန်တော်တို့ဘယ်လိုမျိုးရှာဖွေလဲတကွဲကနေမှတကယ်တမ်းတွေ့ရနိုင်တဲ့ပြဿနာတွေကဘာတွေလဲဆိုတော့သိသွားပြီဆိုလို့ကျွန်တော်တို့ errors နဲ့ပတ်သက်ပြီးအခြေခံအဖြစ်နားလေပြီဒါဆိုကျွန်တော်တို့ errors တွေကိုကျွန်တော်တို့သိရှိအောင်ဘယ်လိုမျိုးတွက်ချက်မလဲပေါ့နော်အဲဒါတွေနဲ့ပတ်သက်ပြီးနောက်တဲ့ lecture မှာဆက်လက်ပြီးတော့ဆွေးနွေးပြီးသွားပါမယ်အခုဒီ lecture မှာတော့ဒါလေးနဲ့ခဏရက်လိုက်မယ်တော့ခေါတရားနားလေပြီဘာတွေကြောင့်ဖြစ်လဲဘယ်လိုမျိုးကျွန်တော်တို့ဒီ manage လုပ်လို့ရ တင်ဆိုတော့နားလေဆိုလို့ရှိရင်ဒီလက်ချာအတွက်လုံလောက်ပြီပေါ့နော်